ရဲဆိုသူတွေရဲ့တာဝန်ဟာပြည်သူတွေကိုကာကွယ်ဖို့နဲ့ရက်ရွာအေးချမ်းဖို့ပဲဖြစ်ပြီးတော့ဥပဒေချိုးဖောက်မှုတစ်ခုဖြစ်လာရင်အမြန်ဆုံးရှာဖွေဖမ်းဆီးကအပြစ်ပေးနိုင်မှုစ조사ရမယ့်သူတွေဖြစ်ပါတယ်ဒီလိုပြည်သူရဲကောင်းတယောက်ဖြစ်နိုင်ဖို့အမှန်တရားကိုချစ်တတ်ဖို့အပြင်ကိုယ်ပိုင်စွမ်းရည်ရှိဖို့လည်းလိုအပ်မှာဖြစ်ပြီးတော့ရဲများစုကတော့ဒီလိုမဟုတ်ကြပါဘူးအခုမြင်နေရတဲ့ရဲတွေကတော့ယာရုတက်ဖို့အတွက်အပြစ်ရှိသူတွေကိုဖမ်းဆီးဖော်ထုတ်ကအမှုတွေများစွာကိုဖြေရှင်းကြရမယ်စား အပြစ်မဲ့သူတွေကိုအတင်းအကျပ်အပြစ်ဝန်ခံခိုင်းပြီးတော့အမှုတွေကိုပိတ်သိမ်းနိုင်မှုစူးစမ်းနေကြပါလေသူတို့အလွယ်တကူပဲဖမ်းဆီးအတုံးချနိုင်သူတွေကတော့ရဲတွေကိုဘာမှပြန်မပြောရဲကြရှာတဲ့ဩဇာအရှိန်အဝါဘာတစ်ခုမှမရှိတဲ့နိုင်ငံကတော့အတိမတ်ပြုတာကိုမခံကြရရှာတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေပဲဖြစ်ကြပါလေထောင်ထဲကလွတ်မဲ့ရက်မှာရဲစိုးရဲရုပ်တွေကထောင်ပူးဝါမှာစောင့်နေကြပြီးထောင်မှုကမထင်ရှားတဲ့မျိုးနွယ်ဝင်တွေကိုခွဲထုတ်ထားပြီးတော့ သူတို့ကိုကုန်ပစ္စည်းတခုလိုအခါကျင်းငွေနဲ့ရောင်းနေတာကိုမြင်ကြရမှာပါလူရက်ကိုလာရောက်ဆောင်ဆိုင်နေတဲ့မိသားစုဝင်တွေကလည်းဘလို့ပဲငိုယိုတောင်းပန်ပေးမယ်လဲဘာမှမထူးကြပါဘူးသူတို့မျိုးနွယ်ဝင်တွေကိုလူတွေလို့တောင်အတိမတ်ပြုတ်ခံရခြင်းမရှိတဲ့ဒီလိုလူတွေရဲ့ကြားမှာတနာစပွဲမျက်နှာငယ်လေးနဲ့ကြံခဲ့ယုံကလွဲလို့ဘာမှလည်းမတတ်နိုင်ကြပါဘူးဗီလိုပူရံမျိုးကကိုနာမာလိုင်းဆိုတဲ့ရွာလေးမှာလေအီရူလာလို့အမည်ရတဲ့မထင်ရှားတဲ့မျိုးနွယ်ဝင်တစုဟာ မျိုးယုံမြင့်လူတယောက်ရဲ့လယ်ကွင်းထဲကမွေတွေကိုရှင်းလင်းပေးနေကြပါလေ။အဲဒီနောက်တော့မွေတွေနောက်ထပ်မလာစေဖို့လယ်ကွင်းထဲကကြွက်တွေကိုပါတူးဖော်ပြီးဖမ်းပေးလိုက်ကြပေမဲ့လေပိုင်ရှင်လူကြီးကတော့သူတို့ကိုကျေးဇူးတင်စကားတော်မပြောဘဲအထင်သေးရိုင်းဆိုင်စွာနဲ့မင်းတို့လူမျိုးတွေကိုရွာထဲမှာခြေချခွင့်ပေးလိုက်မိတာဟာမဟာမားကြီးလုံးမိတာပဲ။ဆိုပြီးတော့ပြောနေပါသေးတယ်။ဒီလိုအထင်သေးမြင်သေးကဲ့ရဲ့ခံရတဲ့နင်းပြဘဝမှာပဲသူတို့ဟာအတက်နိုင်ဆုံးကြံဖန်ပျော်ရွှင်အောင်နေကြသလို့ တို့ရဲ့ကြောခင်းစရာအိမ်လေးတွေကလည်းယာတီဥရုဒံကိုမခံနိုင်နဲ့ညီသားနဲ့စောက်ထားတဲ့အိမ်ကလေးတွေသာဖြစ်ပါလေ။ရာဇာခန်သူကတော့သူ့ရဲ့ဇနီးတဲ့ဖြစ်သူရှန်ဂါနီကိုတိုက်အိမ်တလုံးစောက်ပေးမယ်လို့ကတိပေးခဲ့ပေမဲ့ရှန်ဂါနီကသက်ဆိုင်ရာကခွင့်ပြုမှာမဟုတ်တာကြောင့်မဖြစ်နိုင်ဘူးလို့ဆိုနေပါလေ။နောက်တစ်နေ့မနက်မှာရာဇာကသူ့ရဲ့အိမ်ကိုပြုပြင်နေစမှာကြေးရွာဥက္ကဋ္ဌအိမ်မှာမွေဖမ်းဖို့လာခေါ်ခဲ့တာကြောင့်သူအမြန်မဲလိုက်သွားကမွေဖမ်းပေးဖို့လုပ်ပါလေ။ သူကစေနာတန်တန်နဲ့တွားရောက်ခဲ့ပြီမဲ့ဩဂရကြီးကတော့သူ့ရဲ့လက်ဝတ်လက်စားတွေကိုခိုးယူသွားမှာကိုပဲစိတ်ပူနေခဲ့ပြီဇနီးဖြစ်သူကိုဣရူလာလူမျိုးတယောက်ရဲ့ရှေ့မှာလက်ဝတ်လက်စားတွေဖြန့်ပြထားရသလားဆိုပြီးတော့ကြိမ်မောင်းနေခဲ့သေးတာပါဒိမေဂျာကမရာဂျာကပြုတ်ကျနေတဲ့ရွှေနဂတ်တစ်ဖက်ကိုကောက်ရခဲ့ပြီးသူတို့လက်ထဲကိုပြန်အပ်ပေးခဲ့ပါလေ။အရင်ကမွေရှိနေနိုင်တဲ့နေရာကိုရှာဖွေနေခဲ့ပြန်ပြီးနောက်ဆုံးမှာတော့အိမ်ထဲဝင်နေတဲ့မွေကိုရှာတွေ့ကဖမ်းနိုင်ခဲ့ပါလေ။သူကငွေကြေးမယူဘဲကုညီတဲ့အနေနဲ့မွေကြီးကိုဖမ်းပေးခဲ့သည့်အချိန် ယေရှုတင်စကားကိုမကြားခဲ့ရပဲနှိမ်ချအထင်သေးတဲ့စကားတွေကိုပဲပြန်ရခဲ့ပါလေ။သူတို့ထဲမှာမိုင်းသားလို့အမည်ရတဲ့အမျိုးသမီးတအုပ်လည်းရှိပြီးစာရေးတဲ့ဖတ်တတ်ရှိတာကြောင့်နေကင်းဘတ်တွေမှာကလေးတွေကိုစာသင်ပေးတတ်ပြီးတော့ညာပိုင်းတွေမှာတော့လူကြီးတွေကိုသင်ပေးပါလေ။သူတို့ဟာပညာရေးရဲ့အရေးပါပုံကိုတည်နာလေကြပြီးတရက်မှအများနဲ့ဒန်းတူအတိမတ်ပြုခံကျင်ကြပေမဲ့လူမှုပတ်ဝန်းကျင်နဲ့နိုင်ငံဥပဒေတွေကလုံးဝမျက်နှာသာမပေးရတာကြောင့်မျောလင်းချက်တွေတိတ်မရှိကြပါဘူး။ ဒီလိုနဲ့ရာဂျာရဲ့ဇနီးမှာဒုတိယမြောက်ကိုဝင်ရှိလာခဲ့ပြန်ပြီးသူတို့အားလုံးအယံဝမ်းသာကြသလိုမွေးလာမဲ့ကလေးအတွက်လည်းငွေကြေးကြိုတင်စုဆောင်းနိုင်ဖို့တခြားမျိုးတစ်ခုစီကအုပ်ဖို့တစ်ခုမှအလုတ်သွားလို့ရပါတယ်။ရာဂျာဟာအလုတ်ကိုအထူးစူးစမ်းလုပ်ပေမဲ့သူ့ကိုနားရမပေးသလိုတထေးရဲ့မတူမတန်စွာဆက်ဆံတာကိုလည်းခံရပြန်ပါတယ်။တရမတော်ဩဂရာအိမ်ကလက်ဝတ်လက်စားတွေပျောက်ဆုံးသွားခဲ့ပြီးသူတို့ကအခန်းထဲကိုဝင်လာပြီးတော့မွေဖမ်းခဲ့စဉ်ကအဆိုပါလက်ဝတ်လက်စားတွေကိုရာဂျာကမြင်ဘူးသွားခဲ့တာကြောင့်ဒါဟာရာဂျာခိုးယူတာပဲလို့ တန်တရားဖြစ်နေကြပါလေဒီအမှုကိုတာဝန်ယူသူရဲအုပ်ကဂူရူမူရာတီလို့အမည်ရပြီးအဲ့ဒီနောက်ပိုင်းမှာတော့မူရာတီကအီယူလာမျိုးနယ်တွင်နေတဲ့နေရာစီကိုတွားရောက်ကာရှန်ဂါနီနဲ့ရာဂျာရဲ့ညီဖြစ်သူတို့ကိုဖမ်းခေါ်သွားပါတော့လေတမက်မှာတော့ချန်ဒရူလို့အမည်ရတဲ့ရှေ့နေကဥဆောင်ပြီးရဲသားတူကရှေ့နေတအူးကိုကိုထီးလက်ရောက်ကျွလို့မှုအတွက်တရားမျှတမှုပေးဖို့စန္ဒပြတောင်းဆိုနေကြပြီးရဲရီဘက်ကလည်းအရှုံးမပေးခဲ့ပါဘူးဒီခါမှာရှေ့နေတွေအားလုံးကရုံးမတက်ပဲတပိတ်မှောက်ကြပြီးမြဲ့ အင်ဒရူကတော့တအူးတဲ့ရုံးတဲကိုဝင်သွားခဲ့ပါတယ်။သူ့ရဲ့အမှုတွေကိုမပစ်ထားရတာကြောင့်ပဲဖြစ်ပြီးအိုင်နာမှာတော့အီယူလာမျိုးနွယ်အဖိုးတယောက်ရဲ့သားဖြစ်သူဟာအပြစ်မရှိဘဲနဲ့မတရားဖန်ဆီးခံထားတဲ့အမှုကိုရုံးတော်မှာတင်ပြပါတယ်။ချန်ဒရူကမကြသေးမီကရဲတွေကအထက်မင်းရအမှုတွေကိုအမြန်ဖြေရှင်းကြပြီးတဲ့နောက်ဆယ်ရက်တွင်းမှာအပြစ်မဲ့တိုင်းသားမျိုးနွယ်စုများစွာအဖန်ဆီးခံခဲ့ရကြောင်းတရားသူကြီးကိုရှောက်လဲတဲ့ခါမှာတော့အစိုးရရှေ့နေကလည်း အဲ့ဒီလူတွေဟာအပြစ်မရှိသူတွေမဟုတ်ပဲယာစိုးမှုကျူးလွန်ကြောင်းခိုင်လုံတဲ့မှုကင်းမှတ်တမ်းတွေရှိတယ်လို့ဆိုလိုက်ပါတယ်။ချန်ဒရူကမှုကင်းမှတ်တမ်းတွေကအမှုကျူးလွန်ခြင်းတွေနဲ့အဖမ်းဆီးခံရသူတွေထောင်ထဲကလွတ်ချိန်တို့ဟာကိုက်ညီမှုမရှိတာကြောင့်အဆိုပါမှုကင်းမှတ်တမ်းဟာလုံခြံရေးသားထားတာလို့ဆိုပြီးတော့တက်ဆိုင်တဲ့တပ်တေကန်စာရွက်စာတမ်းတွေကိုပါရုံးတော်ကိုတင်ပြလိုက်ပါတယ်။အဲဒီနောက်မှာတော့တရားရုံးကချန်ဒရူရဲ့အမှုတွေကိုရဲတပ်ဖွဲ့ဘက်ကပြန်လွှတ်ဖို့အမိန့်ချလိုက်ပါတော့တယ် ဒါပေမဲ့ချန်ဒူကမကျေနပ်နိုင်သေးပဲအလားတူဖြစ်ရမျိုးနဲ့အဖမ်းခံရတဲ့လူပေါင်း9000လောက်ရှိနေကြောင်းနဲ့အဲ့ဒီလူတွေရဲ့အမှုတွေကိုပါပြန်လည်စစ်ဆေးပြီးတရားမျှတမှုဖော်ဆောင်ပေးဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ဒီထောင်ချီတဲ့မှုတွေအလုံးကိုပြန်စစ်ဆေးဖို့ရှောင်လဲချက်တင်နိုင်ခဲ့တဲ့ချန်ဒူရဲ့တရင်ဟာတနိုင်ငံလုံးကိုကြော်သွားခဲ့ပြီးရဲဌာနတို့ကအကြီးအကျယ်မရှိတဲ့အဆက်တွေပြန်ပြန်ကွဲစီခဲ့ပါတယ်။သူဟာဒီလိုလူနည်းစုမျိုးနွယ်ဝင်တွေဘက်ကယက်တီပေးတတ်တယ်လို့အဖိနှိတ်ခံအောက်ခြေအလုံးသမားလူဒန်းစားဘက်ကလည်းပါဝင်ပြီးတော့ ဒန်းလူညီများကွင်ရဖို့တောင်းဆိုပေးတတ်ပါသေးတယ်။မြို့ရုံနေပြီးနွမ်းပါတဲ့လူတန်းစားတွေအတွက်အမဲကူညီပေးတတ်ပြန်လာကြောင်းလူထုကချစ်ခင်တဲ့ရှေ့နေတူဖြစ်လာခဲ့ပြီးဒီလိုနာမည်ကောင်းတွေနဲ့ကြော်ကြားတဲ့ချန်ဒူရဲ့သတင်းကိုမိုင်းဒါကကြားမိတဲ့အခါမှာတော့ရှန်ကာနီကိုခေါ်ကရောက်လာခဲ့ပြီးသူမရဲ့အဖြစ်ဆိုးကြီးကိုပြောပြကာအကူအညီတောင်းစီခဲ့ပါတယ်။ရှန်ကာနီကသူနဲ့ရာဂျာရဲ့ညီတော်ကိုရဲတွေကကြမ်းတမ်းစွာနှိမ်ပန်းနှိပ်စက်ပြီးဖမ်းခေါ်သွားပြီးတော့ရာဂျာဘမရောက်နေတယ်လဲဆိုတာကိုစစ်မေးကြကြောင်းနဲ့ လဝက်လက်စားတွေပျောက်ဆုံးမှုမှာရာဂျာကိုတန်တရားရှိချောင်းတွေကိုကြားခဲ့ရကြောင်းပြောပြလိုက်ပါတယ်။ရာဂျာကအချားမျိုးတစ်ခုကအုပ်ဖို့တစ်ခုမှာအလုတ်သွားလို့ကြောင်းပြောပြပြီးတဲ့နောက်မှာအဲ့ဒီနေရာကိုသွားရှာကြပြီမဲ့မတွေ့ကြပြန်ပါဘူး။ရာဂျာကမကြသေးမီကမှအလုတ်ကထွက်သွားခဲ့ပြီဆိုတာကိုသိခဲ့ရပြီးအဲ့ဒီချိန်မှာဒူရဲအုပ်မာရူတီစီကိုဥက္ကဋ္ဌကြီးဘက်ကလည်းတခိုးကိုအမြန်ဖမ်းပေးဖို့အတွက်ဖိအားတွေပေးနေခဲ့ပါတယ်။ မာရီဒီယာတရားခံအစ်စ်ကိုရှာဖွေဖို့မကြိုးစားခဲ့ပဲအချုပ်ခန်းထဲကရာဂျာရဲ့ညီဖြစ်သူနဲ့အတီကျွမ်းတွေကိုအပြင်းထန်နှိပ်စက်ပြီးရာဂျာပုန်းခုန်နေရာကိုစစ်မေးပါလေကိုဝင်လွှဲထားတဲ့ရှန်ကာနီကိုတော့အလွန်မပေးခဲ့ပဲရရဆက်ဆက်ကိုနှိပ်စက်ခဲ့တာပါဒါမဲ့ဘလို့ပဲနှိပ်စက်မေးမြန်းခဲ့ပေမဲ့လေရာဂျာရှိတဲ့နေရာကိုဘသူမှမပြောနိုင်ကြပါဘူးအချောင်းကတော့သူတို့တွေရာဂျာဘယ်ရောက်နေသလဲဆိုတာကိုအမှန်တကယ်မသိကြတာကြောင့်ပါဒါမဲ့မာရူတီကအဲ့နောက်မှာရာဂျာရဲ့ညီမဖြစ်သူအန်မာနဲ့ တူဖြစ်သူအာတီယာတို့ဟာထပ်မံဖမ်းဆီးပြီးတော့လူမဆန်စွာဝိုင်းဝန်းထုရိုက်ကြပြန်ပါလေရှန်ကန်ဒီအပြင်ထွက်ပြီးတော့နေလေစာစားချိန်မှာအချုပ်ခန်းတွေကနာကျင်စွာအော်ဟစ်တန်တွေကအပြင်အထိကိုရှန်ထွက်လာခဲ့တာကြောင့်သူမှထမင်းအောင်မျိုးမကြခဲ့ပါဘူးတဖက်ကရာဂျာကတော့ငွေနှဲငယ်စုမိတဲ့နောက်မှာဇနီးနဲ့သမီးလေးတို့လက်ဆောင်ပစ္စည်းတချို့ကိုဝယ်နေခဲ့ပါလေဒီချိန်မှာသူဟာတန်တရားတရားခံဖြစ်နေပြီးဖန်ဝရန်အထုပ်ခံထားရတာကိုတော့သူကိုယ်တိုင်တော့မသိသေးပါဘူး ရွာတွေကိုပြန်ဝင်လာချိန်မှာလူလူကြီးကသူ့ကိုတခိုးဆိုပြီးဝိုင်းဖန်းကထုရိုက်ကြပြီးရဲဌာနကိုအကြောင်းကြားလိုက်ကြပါတော့တယ်။ရာဇာကတော့တနားစပွဲထိုင်ငုံနေခဲ့ပြီးမာရူတီရောက်လာတဲ့အချိန်မှာလဲစခန်းကိုခေါ်ကစစ်စေးမင်းမြတ်နာမလုခင်လူအများရှိမှပြင်းပြင်းထန်ထန်နှိပ်စက်လိုက်ပါသေးတယ်။အဲဒီနောက်မှာအချုပ်ခန်းထဲထည့်ပြီးတော့ခိုးရပါပစ္စည်းတွေကိုစစ်မင်းနေခဲ့ပြီးရာဇာကလည်းသူမသိကြောင်းနဲ့မခိုးယူကြောင်းတွေကိုကြိမ်တွယ်ကပြောပြီးမယ်လေ။ဒီစကားတွေကြောင့်သူ့ကိုပုံပုံနှိပ်စက်ကြပြီးတော့ တူပြည့်သူအာဒီယာကိုပါသူ့ရှိမှာတိမ်မတက်ညှင်းပန်းနေခဲ့ပါလေတကယ်တော့ရဲတွေကအမှန်တရားပေါ်ပေါက်ဆင်းဆင်းနေကြတာမဟုတ်ဘဲနဲ့နာကျင်မှုတံကိုမခံစားနိုင်တော့နှိပ်ဆက်ပြီးတော့အမှုကိုအတင်းဝင်ခံခိုင်းနေကြတာပါအဲနောက်မှာရဲတွေကငုံသီးစိမ်းတွေကိုကြိတ်ပြီးတော့ရာဇာဒဏ်ရာမှာထည့်ပြီးတော့ဒီနှိပ်ဆက်ကြပြန်ပြီးဒီလောက်ထိတေလူမျိုးပါနှိပ်ဆက်ခံရသည့်တိုင်လေရာဇာကသူမလုပ်တဲ့အမှုကိုလုံးဝဝင်မခံသေးပါဘူး အရင်ညမှာအာဒီယာကမိန်ကလေးဖြစ်တဲ့အမ်ဘာကိုပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ရဲတအုပ်ကမတန်မရာတောင်းဆိုတဲ့ဆိုပြီးမချေမနှက်တဲ့အချုပ်ခန်းထဲဝင်သွားပြီးသူမရဲ့ထမိန်ကိုချုပ်ပစ်လိုက်ပါလေ။နောက်ရက်မှာတော့ရှန်ဂါနီကရာဂျာနဲ့သူ့ရဲ့မောင်နှမတွေအတွက်အစားအစာလာပို့ခဲ့ပြီးအချုပ်ခန်းထဲမှာပုံပြက်ပန်းပြက်အရိုက်ခံထားပြီးတော့လူသေးကောင်ပမာချိတ်ဆွဲခံထားတဲ့ခင်မုန်းကိုမြင်လိုက်တဲ့အခါမှာကြေလောင်စွာငိုကြွေးမိပါတော့တယ်။အပြင်ထွက်လာချိန်မှာပို့ပြီးထင်ရှားစွာမြင်ရလေရှန်ဂါနီရဲ့အသေးတွေပုံမှုကြည်ကွဲရလေပါပဲ။ ရာဂျာရဲ့ညီဖြစ်သူအီရူကနာဂျီမှုတန်ကိုမခံစားနိုင်တော့တာကြောင့်ဝန်ခံချက်ပေးဖို့ပြောခဲ့ပေမယ့်ရာဂျာကတော့နာဂျီမှုတွေဟာမကြခင်မှာပျောက်ကင်းသွားနိုင်ပြီးတကူးပြစ်မှုမှတ်တမ်းကတော့တက်တလုံးအမဲဆက်ဖြစ်ပါသွားမှာဖြစ်တာကြောင့်ဆက်သီးခံဖို့အတွက်ပြောနေခဲ့ပါတယ်။အဲဒီနောက်မှာရှန်ဂါဒီကခင်မုန်းဖြစ်သူကိုထမင်းခွန့်ကျွေးနေခဲ့ပြီးပြင်းထန်လာတဲ့ဒဏ်ရာတွေကြောင့်ရာဂျာကထမင်းတော်ကောင်းကောင်းစားမွေနိုင်ပါဘူး။ ရှန်ကာလီကရင်နာစွာအုံငုံနေခဲ့ပြီးတော့သူ့ရဲ့ငိုတန်ကြောင့်ရဲတွေကတနာစိတ်မဝင်ခဲ့တဲ့အပြင်ကိုဒေါသတကြီးပေါက်ကွဲပြီးရာဂျာကိုတရွတ်တိုက်ဆွဲသွင်းသွားပြီးတော့ဆက်လက်နှိပ်စက်ကြပြန်ပါတယ်။အဲ့ဒီချိန်မှာလူစိတ်လေးနည်းနည်းရှိသေးတဲ့ရဲတူကရှန်ကာနီကိုတနာမိပြီးဒီမှုကိုအမှန်တရားအတွက်စစ်နေတာမဟုတ်ကြောင်းနဲ့ဩသာရှိသူတဦးကိုအားကိုးမှလွတ်လန်းရှိလိမ့်မယ်ဆိုပြီးပြောပြလိုက်ပါတယ်။အဲ့တော့မှသူမဩဂရကြီးရဲ့အိမ်ရှိကိုသွားပြီးတော့ငိုကြီးချမ်းမာနဲ့ရဲရီလက်ကသူမရဲ့ခင်မုန်းကိုကဲထုတ်ပေးဖို့အတနာခံခဲ့ပေမဲ့ ဩဂရကြီးကမဲပေးကွင်းအောင်မရှိတဲ့အီယူလာမျိုးနွယ်တယောက်ကိုကူညီတာကသူ့အတွက်ဘာအကျိုးအမြတ်မှထွက်လာစရာအကြောင်းမရှိတာကြောင့်ဂယုတော်မဆိုင်ခဲ့ပါဘူး။အဲဒီညမှာပဲသူမရဲ့သမီးလေးကိုချော့သိမ့်နေချိန်မှာရဲတွေရောက်လာပြန်ပြီးရာဂျာနဲ့ညီဖြစ်သူတို့တူဖြစ်သူပါတုံးရောင်လုံးအချုပ်ခန်းပေါက်ကထွက်ပြေးသွားတယ်လို့လာပြောခဲ့ပြီးတော့ရှန်ဂါနီကတော့သူမရဲ့ခင်မုန်းဟာဒီလိုလောမျိုးလုံးမဲ့သူမဟုတ်ကြောင်းကောင်းကောင်းသိတဲ့အတွက်ရဲစခန်းထိသွားကြည့်ဖို့စူးစမ်းခဲ့ပေမဲ့ရဲတွေကဝင်ခွင့်မပြုခဲ့ပါဘူး။ အဲဒီနောက်မှာမိုင်းနာနဲ့အတူအတိုက်ခံပါတီခေါင်းဆောင်တူးစီကိုတွားခဲ့ပြီးလူပြောင်းမှုဖွင့်နိုင်ဖို့အတွက်ကြိုးစားခဲ့ကြပေမဲ့ရဲတွေကပျောက်ဆုံးသူတွေရဲ့ဓာတ်ပုံမပါဘဲအမှုဖွင့်လို့မရနိုင်ဘူးလို့ဆိုကလက်မခံခဲ့ကြပါဘူး။ကိုဝင်ကြီးနဲ့ရှန်ဂါနီယာလက်လန်းမီတလောက်ခင်မုန်းရှိနိုင်မယ်ထင်တဲ့နေရာတွေကိုလိုက်ရှာခဲ့ပေမဲ့လည်းတဲလွန်စားတော့မတွေ့ရတော့ပါဘူး။တိမ်မကြခင်မှာတော့ရဲဘက်ကအပေါင်ဆိုင်တစ်ခုမှရောင်းထားတဲ့ခိုးရပါပစ္စည်းတချို့ကိုစုံစမ်းရှာဖွေနိုင်ခဲ့ပြီး ရာဂျာအဆိုပါပစ္စည်းတွေကိုရောင်းခဲ့ပြီးတော့မြို့ကနေထွက်ပြေးသွားကြောင်းအတီးပြုတ်နိုင်တဲ့မျက်မြင်သက်သေ၃ဦးထိရှိတယ်လို့လည်းပြောပါတယ်။ရှန်ဂါနီကတော့ဒါကိုလည်းမယုံကြည်ခဲ့ပဲတရားရုံးထိသွားဖို့ပြင်ဆင်ခဲ့ပြီးမိုင်းနားနဲ့တူရှေ့နေတွေစီကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့အမှုသွားမှုလောက်ကိုကြည်ပြီးတဲ့နောက်ရှေ့နေတဲ့သူကရာဂျာတကယ်ခိုးယူခဲ့တယ်လို့ထင်ကြပြီးတချို့ကတော့ဒီအမှုမျိုးဟာအနိုင်ရဖို့ခဲရင်တယ်လို့ဆိုကြပြန်ပါတယ်။ရှင်းနေအများစုကတော့ရှန်ဂါနီလိုနွမ်းပါတဲ့အီရူလာမျိုးနွယ်တယောက်မတက်နိုင်တဲ့အခါကျင်းွေကိုတောင်းဆိုကြတာပါ။ လူကြီးတဦးကသူမတို့ကိုချန်ဒရူလို့အမည်ရတဲ့ရှေ့နေစီကိုသွားစေခဲ့ပြီးအဲ့လူဟာအခါချင်းဝင်လဲမတောင်းဆိုတတ်တယ်လို့လူအခွင့်ရေးအတွက်အမြဲတမ်းယက်တီပေးတတ်သူလို့ပြောတာကြောင့်အခုလိုချန်ဒရူစီကိုရောက်လာခဲ့ကြတာပါရှန်ဂါဒီကသူမရဲ့အဖြစ်အပျက်အလုံးစုံကိုပြောပြပြီးတဲ့နောက်မှာသူမကိုကူညီပေးဖို့တောင်းပန်ခဲ့ပြီးချန်ဒရူကအမှုရဲကိုတောင်းယူကဖတ်ရှုလိုက်ပါတယ်အတွင်းမှာတော့အချုပ်ခန်းထဲကထွက်ပြေးပုံနဲ့အချိန်တိကျကိုပါအသေးစိတ်ဖော်ပြထားခဲ့ပြီးတရားခန်းတွေကတာဝန်ကျရဲသားတွေနေပါတဲ့ညနဲ့ချိန်မှာ ရဲစခန်းနောက်ဖက်ကတိတ်တဆိတ်ခိုးထွက်သွားကြတယ်လို့ဆိုပါရယ်။အဲဒီနောက်မှာတော့ဆရာဝန်နဲ့တွေ့ခဲ့ပြီးစင်းညွန်းရယူကစေးဆိုင်မှာစေးသွားဝယ်ခဲ့ကြောင်းနဲ့အဲဒီနောက်မှာမှအပေါင်ဆိုင်ကိုသွားရောက်ကခိုးရပါပစ္စည်းတွေကိုရောင်းချခဲ့တယ်လို့ဖော်ပြထားပြီးဆရာဝန်စေးဆိုင်ပိုင်ရှင်နဲ့အပေါင်ဆိုင်ပိုင်ရှင်တို့ဟာမျက်မြင်သက်သေတွေလို့ဆိုထားပါရယ်။တက်တေကန်ဖြစ်တဲ့ငွေရှင်းဖြတ်ပိုင်းတွေလည်းရှိနေခဲ့ပြီးတော့တက်တေအာလုံရာဂျာခိုးမှုကျူးလွန်ခဲ့ကြောင်းအခိုင်အမာညွှန်ပြနေခဲ့ပါရယ်။ချန်ဒူကဒီယာအတွက်အတော်လေးကိုကောင်းစားပေမဲ့သူအရှုံးတော့မပေးခဲ့ပါဘူး။ ရုံတော်ကိုရောက်တဲ့အခါချန်သူကတရလူဘက်ကတပ်သေးတွေကိုရုံတော်မှာခေါ်ယူစစ်ဆေးခွင့်တောင်းခဲ့ပြီးဒီလျှောက်လဲကျရုံတော်ကပယ်ချနိုင်ခြင်းများနေပေမဲ့ချန်သူရဲ့ဖြတ်တိုးညံကြောင့်တရားရုံးကလက်ခံခဲ့ပါတယ်။အဲဒီနောက်မှာသူဟာတရားခံသုံးဦးကိုစူးစမ်းရှာဖွေနေရင်းတစ်ဖက်မှာလည်းအမှုအတွက်လိုအပ်တဲ့ချက်လက်တွေကိုရှာဖွေစုဆောင်းနေခဲ့ပါတယ်။ဒီလိုနဲ့ပထမဆုံးရုံချင်းကိုရောက်လာခဲ့ပြီးတော့အားလုံးထင်မှားတဲ့အရာဖြစ်နေခဲ့ပါတယ်။ဒါမဲ့အီရူလာမျိုးနွယ်ဝင်တယောက်ရဲ့အမှုဟာဒီလောက်ထိရောက်လာခဲ့တာကိုအားလုံးကအံ့ဩနေကြပြီး ဒါဟာချန်ထူအတွက်လည်းကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်နေခဲ့တာပါအဲဒီနောက်မှာပထမဆုံးတတ်သေးကိုဆင့်ခေါ်လိုက်ပြီးတော့သူကတော့စည်းဆိုင်ပိုင်ရှင်ပဲဖြစ်ပါတယ်ချန်ထူကအဲ့လူကိုကျောင်းပညာရေးချင်းမေးလိုက်ပြီးတော့ဘာပွင့်မှမရထားသူမှန်သိတဲ့အခါအဲ့ဒီလူကစည်းဆိုင်ပိုင်ရှင်အစ်စ်မဖြစ်နိုင်ပဲတမင်ဖန်တီးထားတဲ့တတ်သေးဆိုတာကိုရိပ်မိလိုက်ပါတယ်တဖက်ရှင်တွေကတော့အဆိုပါတတ်သေးရဲ့ကျောင်းပညာဟာအမှုနဲ့မသက်ဆိုင်ပဲတရားခံကိုတကယ်မြင်ကြောင်းတတ်သေးကသာအရေးကြီးတယ်လို့ဆိုပါတယ် အဲဒီနောက်မှာတခြားတပ်သေးတွေလည်းအသီးသီးထွက်ဆိုနေခဲ့ပြီးချန်ဒူကဘာတခုံးမှဝင်မမေးတော့တာကြောင့်အားလုံးကရဲတွေဘက်ကအနိုင်ရပြီလို့ထင်ခဲ့ပေမဲ့ခဏကြာမှပဲချန်ဒူကထလာပြီးရဲဘက်ကအစီအခံစာရေးတဲ့သူကိုစင့်ခေါ်ကမေးမြန်းပြန်ပါလေအဆိုပါရဲကလည်းသူ့ရဲ့အစီအခံစာတွေကတိုင်နှုတ်တိုက်ကြက်ပြီးတော့ဖြေနေခဲ့ကချန်ဒူကအစီအခံစာတွေမှာမပါတဲ့စီးဆိုင်နဲ့အပေါင်ဆိုင်တွေရဲ့တီနီယာတို့ကိုမေးမြန်းတဲ့အခါမှာတော့ပြန်ဖြေနိုင်ခြင်းမရှိတော့ပါဘူးချန်ဒူကဒါဟာအစီအခံစာကိုသူ့ကိုယ်တိုင်မရေးခဲ့တာကြောင့်ပဲလို့ပြောပြီး ဒီမှုအစီရင်ခံစာဟာလည်းယုံကြည်နိုင်စရာမရှိဘူးလို့ဆိုပြန်ပါတယ်။အချောင်းကအစီရင်ခံစာအတိုင်းဆိုရင်တရားခံတွေဟာရဲစခန်းရှိကနှစ်ကြိမ်တိတိဖြတ်သွားပြီးတော့စေးဆိုင်နဲ့အပေါင်ဆိုင်တွေကိုသွားနေရမှာဖြစ်ပြီးအချုပ်ခန်းထဲကထွက်ပြေးတဲ့ယာစိုသားတယောက်ဟာဒီလိုလုပ်ဖို့အကြောင်းမရှိလို့ပါပဲ။အဲဒီနောက်မှာအစီရင်ခံစာဟာလုံကျန်ဖန်တီးထားကြောင်းတတ်သိခံတဲ့အနေနဲ့လက်ရေးတွေကိုပါရုံးတော်ကိုတင်ပြခဲ့ပြီးအမှန်တော့အစီရင်ခံစာကိုမာရူတီရဲ့တပည့်ရဲသားရေးပေးခဲ့ကြောင်းသိသွားကြပါတယ်။ အဲ့ဒီနောက်မှာတော့အရင်ထွက်ဆိုခဲ့ကြတဲ့တပ်တွေကလည်းသူတို့ကိုရဲတွေကလိန်ညာတပ်တွေခံဖို့ခေါ်လာကြောင်းဝန်ခံလိုက်ကြပြီးတော့ရုံတော်ကရဲတွေကိုကျိမ်းပေါင်းပါတော့တယ်အဲ့ဒီနောက်တပ်တွေအတုတွေကိုလည်းထောင်ထဲ6လစီချမှတ်လိုက်ပါတယ်တပတ်ကအစိုးရရှင်တွေတူကတော့ချန်ဒရီရဲ့လက်ချက်နဲ့အစိုးရဘက်ကအချိန်ချင်းအဆက်ကွဲနေရတာကိုမခံနိုင်တော့ပဲဒီအမှုကိုသူကိုယ်တိုင်လက်လွှဲယူလိုက်ပါတယ်ဒီချိန်မှာရာဂျာရဲ့မှုကလူသိများလာခဲ့တာကြောင့်နိုင်ငံရေးပါတီအကြီးအကဲကြီးလည်းဒီအမှုကြောင့်ထိခိုက်မှုတွေရှိလာခဲ့ပြီးရှန်ကာနီကိုအမှုပိတ်သိမ်းပြဖို့ခေါ်ယူချင်းချောင်းနေပါတယ် တရမရှန်ကာလီကသူ့ရဲ့အမှုကိစ္စအတွက်ချန်ဒူစီကိုဖုန်းခေါ်ဖို့လုပ်နေစမှာရဲရီကသူ့ရဲ့တမီးလေးကိုဖမ်းခေါ်သွားကြပြီးသူမကိုရဲစခန်းထိလိုက်သွားစီပါလေစခန်းကိုရောက်တဲ့အခါမှာသူမကိုအမှုပိတ်သိမ်းဖို့များလာတဲ့ငွေပမာဏတစ်ခုနဲ့ကမ်းလှမ်းခဲ့ပေမဲ့သူမကတော့ရှေ့နေနေပဲစကားပြောမယ်လို့ဆိုတာကြောင့်မော်ရီတီကထလာကပားရိုက်ချလိုက်ပြီးအီယူလာမျိုးနယ်တွေအကုန်လုံးကိုရှင်းပြမယ်ဆိုပြီးတော့ကြိမ်းပေါင်းနေပြန်ပါလေဒါမဲ့တိတ်မကြခင်မှာပဲဌာနချုပ်ကရဲမှူးကြီးဖုန်းဆက်လာပြီးရှန်ကာလီကိုချက်ချင်းရဲကားနဲ့သူမအိမ်ရောက်ပြန်ပို့ဖို့ပြောလိုက်ပါတော့တယ် အကြောင်းကတော့ချန်ဒူကဓာရီအားလုံးကိုတိနေပြီးအထက်တရားယုံကို တိုင်ကြားလိုက်တာကြောင့်ပါပဲရှန်ဂါရီကလည်းရဲကားပေါ်ကိုလုံးဝမတက်ပဲဆန္ဒပြတာကြောင့်ရဲရီယာသူမရဲ့အိမ်ထိလမ်းလျှောက်ပို့ရပါတော့တယ်ရဲရီဒီလိုမထေမရှားအီယူလာမျိုးနွယ်ဝင်တယောက်ကို အခုလိုအေးဒီယူလောက်တာကိုမမြင်ဘူးတဲ့လူတွေအတွက်လည်းအထူးဆန်းတွေဖြစ်နေခဲ့ရပါတယ်တိမ်မကြခင်မှာဒုတိယယုံချင်းကိုရောက်လာခဲ့ပြန်ပြီးတရားဝင်ချုပ်ရှေ့နေကိုယ်တိုင်ရောက်လာခဲ့တာကြောင့်အားလုံးကအေးဒီယူနှုတ်ဆက်နေပြီမဲ့ချန်ဒူကတော့သူ့အမှုတွဲကိုသာငုံပြီးဖတ်နေခဲ့တာကြောင့်အတော်အောင့်တက်တက်ဖြစ်သွားပါတယ် ဒီလိုနဲ့ကြားနာမှုစတင်ခဲ့ပြီးအစိုးရရှိနေဘက်ကအရေးကြီးသက်သေဖြစ်တဲ့စံဆက်ပိုင်ရှင်ကိုတင်သွင်းခဲ့ပြီးတော့သူကရာဂျာရဲ့ညီဖြစ်သူအီရူရဲ့အလုပ်ရှင်လည်းဖြစ်ပါတယ်။အဲဒီလူကတရက်မှာသူ့စီကိုဖုန်းဆက်လာပြီးမျိုးတွေကထွက်သွားတော့မယ့်အကြောင်းပြောခဲ့ပြီးတော့အဲဒီတန်ဟာအီရူရဲ့အတန်အစ်စ်ဖြစ်တယ်ဆိုတော့လေသူကောင်းကောင်းမှတ်မိတယ်လို့ဆိုပြန်ပါတယ်။ဒီကမှာချန်ဒူကဒီကိစ္စသာအမှန်တကယ်ဆိုရင်ဘာကြောင့်ရှန်ဂါနီကိုမပြောပြခဲ့ရတာလဲလို့မေးခဲ့ပေမဲ့အဲဒီလူကရှန်ဂါနီကိုပြောပြခဲ့မှုကြောင့်ပြန်ဖြေလိုက်ပါတယ်။ ချန်ဒူကရှန်ဂါရီဘက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့အမှန်တကယ်သူမကိုပြောခဲ့ကြောင်းသိလိုက်ရပြီးဒီအချက်ကပဲအားအနေချက်ဖြစ်သွားခဲ့ရပါတယ်။ရှန်ဂါရီကိုနိုင်ငံရေးသမားတွေကအုံချပြီးရဲနဲ့အစိုးရကိုတိုက်ခိုက်စေဖို့အခုလိုတရားရုံးကိုရောက်လာရတယ်ဆိုပြီးတော့အထင်ရောက်သွားစေခဲ့တာပါ။တရားသူကြီးမင်းတွေကလည်းဒီမှုကိုပလတ်လိုက်ဖို့တိုင်ပင်နေစင်မှာပဲချန်ဒူကအစိုးရစံဆက်ပိုင်ရှင်ဟာကြိုတင်အတိမပေးထားပဲခေါ်ယူလိုက်တဲ့တပ်တွေဖြစ်တာကြောင့်စစ်ဆေးမေးမြန်းမှုမပြင်းစင်ခဲ့ရဘူးဆိုတဲ့အကြောင်းပြချက်နဲ့သူ့ကိုအချိန်ထပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ အဲဒီနောက်မှာတော့ဒီကိစ္စကိုခြံလက်ထားခဲ့တဲ့ရှန်ကာဒီကိုသူအလွန်ပဲစိတ်ဆိုးနေခဲ့ပြီးမိုင်းနာကဂျားဝင်ကတောင်းပန်ရပါတယ်။သူမကချန်ဒူနဲ့မတွေ့ဆုံပြီးတခြားရှေ့နေတွေကိုရာဂျာရဲ့ညီဖုန်းခေါ်တဲ့ကိစ္စကိုပြောလိုက်တိုင်းမှာဒီမှုကလုံးဝနိုင်မှုမရှိကြောင်းပြောကြတာကြောင့်အခုလိုမပြောဘဲနေခဲ့ရကြောင်းတွေကိုရှင်းပြလိုက်ပါတယ်။ဒါပြင်ကိုတရားခံ၃အောင်စလုံးဟာစာမတက်သလိုကဏ္ဍတွေကိုလည်းလုံးဝမမှတ်မိသေးသူတွေဖြစ်တာကြောင့်ဆန်ဆက်ပိုင်ရှင်ကိုဖုန်းခေါ်ရင်းဆိုတာမဖြစ်နိုင်တဲ့ကိစ္စပဲလို့အခိုင်အမာပြောပြန်ပါတယ်။ ဒီနောက်မှာချန်ဒူရာဆန်ဆတ်ကိုခေါ်ဆိုတဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းကိုထုတ်ယူလာကအားလုံးကိုဆက်သွယ်စုံစမ်းခဲ့ပြီးနောက်ဆုံးမှာတော့လမ်းဘေးဖုန်းယုံတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဒီနောက်ဖုန်းယုံတီရှိရနေရာကိုသွားခဲ့ကြပြီးတော့အိုက်နာကလူရီစီကအချက်လက်တွေစုံစမ်းရပြန်ပါတယ်။ချန်ဒူရဲ့တကယ်စီနာနဲ့သူမကိုအစွမ်းကုန်ကူညီနေတာကိုတွေ့ရတဲ့ရှန်ကာနီဟာကျေးဇူးအလွန်တင်မိပေမဲ့ဘလို့တုံ့ပြန်ရမှန်းမသိကြောင်းနဲ့သူမစီမှာရှေ့နေကြေးပေးဖို့တောင်ငွေကြေးလည်းမရှိဘူးလို့ပြောတဲ့အခါမှာချန်ဒူက မွေကိုက်ခံရသူရောက်လာရင်ဆေးဘူးတောင်းပြီးမှကုသပေးတာလားလို့မေးခဲ့ပြီးရှန်ဂါနီကလည်းမွေကိုက်ခံရသူဟာသူမကိုဒုက္ခပေးနေတဲ့ရဲစိုးတွေဖြစ်နေတော့ချက်ချင်းကုသပေးလိုက်ပါမယ်လို့ပြောခဲ့ပါတယ်ဒီလိုနဲ့တက်တရမြောက်ယုံချင်းကိုရောက်လာခဲ့ပြန်ပြီးချန်ရူကလမ်းမေးဖုန်းကိုစောင့်ကြပ်ရသူကိုတတ်တည်အဖြစ်နဲ့တင်သွင်းလာခဲ့ပါတယ်အဲလူကအမျိုးသား၃ယောက်ဟာဖုန်းယုံထဲမှာဝင်တိုးနေကြတာကိုတေးသေးချာချာမှတ်မိကြောင်းထွက်ဆိုတဲ့အခါချန်ရူကအဲ၃ယောက်ကိုမှတ်မိပါသလားလို့မေးခဲ့ပြီးတက်တေကချက်ချင်းပဲမာရူတီနဲ့တပည့်နှစ်ယောက်ကိုညှို့ပြလိုက်ပါတယ် အဲဒီနောက်မှာမာရူတီကလည်းအီရူပြင်းဟန်ဆောင်ပြီးတော့ဆန်ဆက်ပိုင်ရှင်စီကိုဖုန်းခေါ်ခဲ့ကြောင်းဝန်ခံလိုက်ရပြီးဒါကအထက်ကသူ့ကိုဖိအားပေးတာကြောင်းအမှုမြန်ပြီးစေဖို့လုပ်ရတာပါလို့ဆိုလိုက်ပါတယ်။ချန်ဒူကတော့ပြည်내ရဲတပ်ဖွဲ့ကိုယုံကြည်လို့မရတော့ကြောင်းနဲ့အထက်ကအရာရှိကြီးတွေနဲ့ဒီအမှုကိုဆက်လက်ဆစ်ဆေးဖို့တောင်းဆိုလိုက်ပြီးပြည်내ရဲတပ်ဖွဲ့ကတပ်တွေအတုတွေကိုပဲမကြာခဏတင်သွင်းနေတာကိုမြင်ရတဲ့ရုံးတော်ကလည်းချက်ချင်းပဲလက်ခံခဲ့ပါတယ်။ချန်ဒူကတောင်းဆိုလိုက်တဲ့သူကတော့ရဲအရာရှိကြီးပေရူမန်ပဲဖြစ်ပါတယ်။ တပတ်မှာတော့ချန်ရူကနောက်တစ်ချိန်ပုတ်ပွနေတဲ့ရဲချင်းရဲချန်တွေကိုဖော်ထုတ်လိုက်တာကြောင့်အစိုးရအဆက်ကွဲရပြန်ပြီးဝင်းကြီးကိုရိုင်းကအစိုးရရှေ့နေကိုအမှုမြန်မြန်ပိတ်နိုင်ဖို့ဖိအားတွေပေးနေပါပြီချန်ဒူကလည်းပေရူမန်စီကိုသွားတွေ့ခဲ့ပြီးတဲ့နောက်အမှုရဲဖိုင်ကိုပေးခဲ့ကဒီမှုကိုမစစ်ဆေးခင်မှာအီလာမျိုးနယ်စုပေါ်မှာရဲတွေဘလို့လူမဆန်စွာနှိပ်စက်တယ်လဲဆိုတာသိစေဖို့အဲ့လူတွေနဲ့ပေရူမန်ကိုတွေးဆုံစေပြီးတော့အားလုံးကိုရင်ဖွင့်ပြောပြစေပါလိမ့်မတရားမှုစင်နာတွေအကြောင်းပြချက်မရှိနှိပ်စက်တာတွေလူမဆန်စွာဖိနှိပ်တာတွေကို အားလုံးကမျက်ရည်တွေစီးကရင်နာနာနဲ့တနာစပွဲပြောပြကြတဲ့အခါမှာပေရူမန်ဟာပြည်သူတွေကရဲတွေကိုမုန်းတီးစွာဆန္ဒပြနေတဲ့အကြောင်းတွေကိုထဲထဲဝင်ဝင်နားလည်လာခဲ့ရပါတယ်။အဲဒီနောက်မှာသူကိုယ်တိုင်စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပြီးမိမသားပါမကြံနှိပ်စက်နေတာကိုအရင်ကတည်းကလက်မခံနိုင်တဲ့ရဲတအုကတရခန်တွေကိုလူမဆန်စွာရိုက်နှက်နှိပ်စက်တာတွေရှိကြောင်းဝန်ခံခဲ့ပြီးပေရူမန်လည်းအတော်လေးဘဝင်မကျဖြစ်ခဲ့ရပါတယ်။စစ်ဆေးမှုတွေပြီးဆုံးတဲ့အခါမှာချန်ဒူနဲ့ပေရူမန်တို့ဟာပျောက်ဆုံးနေတဲ့တရခန်တွေကိုရှာဖွေဖို့စူးစမ်းခဲ့ကြပြီးတော့ အဲ့ဒီလူ၃ဦးကိုတခြားမှုတစ်ခုနဲ့ကွင်းစင်ပြီးဖမ်းထားနိုင်ကြောင်းနဲ့ရဲစခန်းနဲ့ထောင်တွေကိုအဓိကထားရှာဖွေခဲ့ကြပါလေ။ရဲတန်းကြာစုံစမ်းနေခဲ့ပြီးတဲ့နောက်တရက်မှာတော့ချန်ဒူဟာပိုင်ရှင်မဲ့အလောင်းတစ်ခုအကြောင်းကိုရှာတွေ့လိုက်ပြီးအဲ့ဒီလောင်းကိုလမ်းဘေးမှာတွေ့ရှိခဲ့ကရဲတွေကတစုံတူကကားတိုက်ပြီးတော့ထွက်ပြေးသွားတယ်လို့ယူဆထားတာဖြစ်ပါလေ။အဲ့ဒီအလောင်းထပ်ပုံကိုမြင်လာတဲ့မိုင်းနာကချက်ချင်းငိုချလိုက်မိပါတော့လေ။ရာဇာရဲ့အလောင်းပဲဖြစ်နေခဲ့ပြီးရှန်ဂါနီကလည်းဒီသတင်းကိုသိရတဲ့အခါအိုခဲတလုံးကိုပွေထားကငိုကြွေးနေခဲ့ပါလေ။ အဲ့ဒီအုတ်ခဲလေးကသူတို့တိုက်ဆောက်ခဲ့ရင်ထဲ့သုံးမှုရာဇာနဲ့တူအမှတ်သားလုပ်ထားတဲ့အုတ်ခဲလေးပဲဖြစ်ပါလေ။အားလုံးကနောက်ထပ်ပျောက်ဆုံးနေတဲ့တရားခဏနှုတ်ကိုလည်းတေးသည်ရှင်သည်မသိရတာကြောင့်ပုံမှုစိတ်ထိခိုက်နေကြပါလေ။ဒီမျိုးနယ်စုရဲ့ငိုပွဲကိုကြည့်ပြီးချန်ဒရူကိုတိုင်တော်မှမျက်ရည်မစိနိုင်ဖြစ်နေရပြီးသူ့ရင်ထဲမှာတော့ဝမ်းနေတာပြင်လုံလောက်တဲ့ကာကွယ်မှုမပေးနိုင်ခဲ့တာကိုလည်းယူကျုံးမရဖြစ်နေခဲ့ပြန်ပါလေ။ဒီချိန်မှာမာရူတီနဲ့တပည့်နှုတ်စလုံးဟာအစိုးရရှေ့နေကြီးစီသွားပြီးအဖြစ်မှန်တွေအားလုံးကိုဝန်ခံခဲ့ကြပါလေ။ အရိညာကရာဇာကိုပြင်းထန်စွာနှိပ်စက်မိပြီးတော့အမှုကိုဝန်ခံခိုင်းခဲ့ပေမယ့်ရာဇာကတော့ဘလောက်နာကျင်ပါစေသူမကျူးလွန်တဲ့အမှုအတွက်ဝန်ခံမှုတော့မလုပ်ခဲ့ပါဘူး။နောက်ဆုံးမှသူဟာအချုပ်ထဲမှာပဲသေဆုံးသွားခဲ့ပြီးမာရူတီရဲ့တပည့်နှုတ်ကအလောင်းကိုအမြန်ဖျောက်ဖျက်ဖို့လှုပ်ကြပြီးတော့လမ်းမီးတနေရာမှာပြစ်ထားကကားတိုက်သေးတဲ့ပုံပေါက်အောင်ဖန်တီးခဲ့ကြတာပါ။ကျန်တဲ့ဦးကိုလည်းတခြားနေရာကိုပို့လိုက်ပြီးတရခန်သုံးအချုပ်ကထွက်ပြေးတဲ့ဇလန်းကိုဖန်တီးခဲ့ကြကတာဝန်ကျရဲသားတွေကိုစူပူချိန်ပေါင်းပြီးတော့အမြန်လိုက်ရှာစေခဲ့ပါလေ။ အဲ့ဒီနောက်တပ်သေးအတုတွေကိုပါတခါလေးဖန်တီးခဲ့တာပါအစိုးရရှေ့နေကြီးဟာအဖြစ်မှန်တွေအကုန်လုံးကိုသိရပြီးတဲ့အခါမှာလေရာဂျာရဲ့တည်ဆုံးမှုဟာဘာတပ်သေးတခုမှမရှိတာကြောင့်ဒီအမှုကိုဆက်လိုက်ဖို့ပဲဆုံးဖြတ်ခဲ့ပါလေဒီလိုနဲ့နောက်တစ်ချိန်ကြားနာမှုကိုရောက်လာပြန်ပြီးအစိုးရရှေ့နေကရာဂျာရဲ့အလောင်းကိုဆက်ဆဲမှုတွေရကားတိုက်တည်ဆုံးလာလို့ရုံးတော်ကိုတင်ပြခဲ့ပေမဲ့ချန်ဒူကချက်ချင်းထလာပြီးတော့ရာဂျာဟာရဲရီရိုက်လို့တေးရတာဖြစ်ပြီးအဲ့ဒီနောက်မှာအလောင်းကိုကားလမ်းဘေးမှာသွားထားခဲ့တာပါလို့ပြောလိုက်ပါတယ် အကြောင်းကအစီရင်ခံစာမှာတရားခံတွေက9နာရီမိနစ်90မှာထွက်ပြေးသွားတယ်လို့ဆိုထားပေမဲ့အထက်ကိုဖုံးဆက်အစီရင်ခံတဲ့အချိန်က9နာရီ10မိနစ်မှာဖြစ်နေတာကြောင့်ပါပဲ။ဒါကြောင့်မဲဒီအမှုမှာတမင်ဖုံးကွယ်ထားတာတွေများစွာရှိနေခဲ့ပြီးဒါတွေအလုံးကိုထုတ်ပေါ်နိုင်မှုနဲ့ကြံရှိနေတဲ့တရားခံတယောက်ကိုရှာဖွေပြီးအမှန်တရားတွေကိုစစ်ဆေးနိုင်ဖို့အချိန်ထပ်ပေးဖို့အတွက်ရုံးတော်မှာတောင်းဆိုခဲ့ပါလိမ့်။အရင်ကမှတော့အစိုးရရှိနေကြီးဟာချန်ဒရူစီကိုတွားပြီးတော့နှစ်ဦးနှစ်ဖက်အကျိုးရှိစေမဲ့ကမ်းလှမ်းချက်တွေနဲ့အမှုကိုပိတ်လိုက်ဖို့ဆွေးနွေးခဲ့ပေမဲ့ ဂျန်နူကတော့ဒီအမှုကိုငွေတွက်လိုက်ခဲ့တာမဟုတ်ပဲတရားဥပဒေကိုလက်နက်အဖြစ်သုံးပြီးအမှန်တရားတွက်လိုက်ခဲ့ကြောင်းနဲ့တနာစရာကောင်းတဲ့ရာဂျာကိုတတ်သွားတဲ့သူကိုဥပဒေလက်နက်နဲ့ရအောင်အပြစ်ပေးမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာမျိုးနယ်စုတွေစုဝေးဆန္ဒပြကြပြီးတော့ရာဂျာအတွက်တရားမျှတမှုပေးဖို့တောင်းဆိုကြတာတွေရှိလာပါတယ်။ရက်ကြလာတဲ့အခါမှာဆန္ဒပြအင်အားစုတွေဟာကြီးမားလာခဲ့ပြီးမီဒီယာတွေမှာပါလာခဲ့တဲ့အခါမှာတော့အစိုးရကိုဒီထက်ပိုပြီးမထိခိုက်စေဖို့ရဲဘက်ကအမှုကိုအမြန်ပိတ်နိုင်ဖို့အတွက်ဖိအားတွေဖြစ်လာခဲ့ရပါတယ်။ ရှန်ရူကတော့တပ်သေးတွေအားလုံးရဲ့ထွက်ဆိုချက်တွေကိုတဖန်ပြန်လဲသုံးသပ်နေခဲ့ပြီးရာဂျာရဲ့ညီနဲ့တူဖြစ်သူတို့ဘယ်နေရာမှာရှိနေနိုင်တယ်လဲဆိုတာကိုမှန်းဆနေခဲ့ရမှာနောက်ဆုံးတော့သူအဖြစ်ရသွားခဲ့ပါတယ်ဆန်ဆက်ပိုင်ရှင်က ရာဂျာရဲ့ညီအတန်ကိုသူကြားခဲ့တယ်လို့ဆိုနေပြီးမာရူတီကတော့သူကိုယ်တိုင်ရာဂျာရဲ့ညီဟန်ဆောင်ပြီးဖုန်းဆက်ကြောင်းကိုထွက်ဆိုခဲ့တာပါဒီကွဲလွဲချက်ကြောင့်ပဲမာရူတီယာတရားခဏအုပ်ကိုဖွတ်ထားနိုင်တယ်ဆိုတာကိုချန်ဒူကရိပ်မိသွားပြီးဖုန်းယုံတဲ့ရဲစခန်းတွေရဲ့အချက်အလက်ကိုထပ်မံလေ့လာတဲ့ခါမှာတော့ အဲ့ဒီနေရာနဲ့မနီမွေးမှာမော်ရတီတာဝန်ကျခဲ့မှုတဲ့တခြားရဲစခန်းတစ်ခုရှိနေခဲ့ကြောင်းကိုပါတွေ့လိုက်ရပါတယ်။ဒါကြောင့်တရက်ခန်းတွေကိုအဆိုပါစခန်းကအချုပ်ထဲမှာတိတ်တဆိတ်ဖွက်ထားနိုင်ကြောင်းတွေ့လိုက်မိပြီးတော့မိုင်းနာကိုသွားယူကြည့်ရှုစေပြီးချန်ထူးကတော့ဆရာဝန်ကြီးတူနဲ့တွေ့ဆုံကရာဂျာဟာအရိုက်ခံလို့တေဆုံးရတယ်ဆိုတဲ့အကြောင်းစည်းစာယူဖို့စီစဉ်ပါတယ်။ဒါမှလည်းစစ်စစ်ချက်ရရာဂျာရဲ့နံရိုးဟာနှလုံးကိုထိုးမိကတေဆုံးခဲ့ခြင်းဖြစ်တာကြောင့်ဒါမျိုးဟာကားတိုက်တေဆုံးတာလည်းဖြစ်နိုင်ကြောင်းသိခဲ့ရပါတယ်။ဒီအချိန်မှာရဲရီဘက်ကရှန်ဂါဒီကိုအမှုပိတ်သိမ်းလိုက်ပြီးတော့လိုချင်သလောက်ငွေကြေးကိုယူဖို့နဲ့ ဒီငွေတွေနဲ့တမီးလေးအတွက်လှပတဲ့အနာဂတ်ဖန်တီးဖို့နားချနေခဲ့ပါတယ်။ဒါပြင်ကိုနောက်ဆုံးမှာရုံးတော်ကတရက်ခန်းဟာကားတိုက်တေဆုံးတယ်လို့သာဆုံးဖြတ်မှာဖြစ်ပြီးဒီလိုအချိန်ဆွဲနေတာဟာနှုံးနှစ်ဘက်စလုံးအတွက်နစ်နာစေတယ်လို့လည်းပြောသေးတာပါ။ရှန်ဂါနီကတော့လူသက်သမားတွေစီကငွေကိုလက်ဖြန့်တောင်းတဲ့တရောင်းစားအဖြစ်မခံနိုင်ဘူးလို့ခက်ပြက်ပြက်ပဲပြောလိုက်ပါတယ်။တပတ်ကမိုင်းဒါကလည်းနောက်ဆုံးမှာရာဂျာရဲ့ညီနဲ့တူဖြစ်သူကိုရှာတွေ့ခဲ့ပြီးအဲဒီနောက်မှာသူတို့နှစ်ဦးကိုပေရူမှာရဲ့စောင်းရှောက်မှုအောက်မှာထားလိုက်တာကြောင့်မာရူတီတရက်ခန်းတွေကိုပြန်ဖမ်းဖို့မဖြစ်နိုင်တော့ပါဘူး။ တရားဝင်ကိုရောက်လာတဲ့ခါမှာတော့လက်ဝတ်လက်စားတွေကိုခိုးယူတယ်ဆိုပြီးတော့ဆွတ်ဆွဲကဖမ်းသွားကြပြီးတဲ့နောက်လူမဆန်စွာထုရိုက်နှိပ်စက်ကြပြီးရာဇာကိုတကိုးပြေဝန်ခံစေကြောင်းဒါပေမဲ့ရာဇာကလုံးဝဝန်မခံဘဲတွင်တွင်ကြီးညင်းဆိုနေတာကြောင့်မာရီတီကဒေါသမထိန်နိုင်ပဲနဲ့ရှင်ဘက်ကိုပြင်းထန်စွာကန်ပစ်လိုက်ကြောင်းအဲဒီနောက်မှာတော့ရာဇာဟာငြိမ်ကျသွားခဲ့ပြီးခေါ်လို့လည်းမရတာဖြစ်ကြောင်းဒါပေမဲ့အဲ့ဒီအချိန်မှာပဲအပြင်ကိုခေါ်ထုတ်ခံရတာကြောင့်ရာဂျာတေဆုံသွားသလားဆိုတာကိုတော့အတိအကျမသိနိုင်ကြောင်းတိတ်မကြခင်မှာပဲရဲတွေကရာဂျာအချုပ်ထဲကထွက်ပြေးတယ်ဆိုပြီးပြောကြပြန်တာကြောင့် အချုပ်ထဲမှာရာဂျာတေဆုံးတယ်လို့မထင်ကြောင်းတွေကိုထွက်ဆိုခဲ့ပါတယ်။အခုလိုရာဂျာဟာရဲရီလက်ချက်နဲ့အချုပ်ထဲမှာတေဆုံးကြောင်းအတိအကျမပြောနိုင်ပြန်တဲ့အခါသူတို့အတွက်အားနည်းချက်ဖြစ်သွားခဲ့ရပါတယ်။အဲဒီလူကဆက်ပြီးတော့ရာဂျာကိုခေါ်လို့မရတော့တဲ့အချိန်မှာသူတို့နေရာမှာခွဲထားလိုက်ပြီးနောက်ရာဂျာရဲ့ညီကိုမျက်လုံးနဲ့ငေုပ်သီးတွေထည့်ပြီးတော့နှိပ်စက်ကြပြန်ပြီးအဲဒီနောက်မှာသူတို့နှစ်ဦးကိုအတူချုပ်ထားလိုက်တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာချန်ဒူကရာဂျာဟာနိုင်ယုံကျိုးပြီးတော့နှလုံးကိုပြန်ထိုးပြီးတာကြောင့်တေဆုံးသွားခဲ့တာဖြစ်ပြီး ဒါဟာတက်တည်ထွက်ဆိုသလိုဘယ်ဘက်ရင်အုံကိုပြင်းထန်စွာကံမိတာကြောင့်ပဲလို့ပြောခဲ့ပြီးတော့အစိုးရရှင်းတွေကလည်းကားတိုက်မှုကြောင့်လည်းဒီလိုတံအားမျိုးရနိုင်ကြောင်းပြန်လည်ခြေပလိုက်ပါရယ်အရင်နောက်ဆရာဝန်ကိုခေါ်ယူလိုက်တဲ့အခါဆရာဝန်ဖြစ်သူကစစ်ဆေးချက်တွေရမျက်လုံးထဲမှာငေုပ်သီးပတ်များတွေ့နေရတာကြောင့်ရာဂျာအချုပ်ထဲကထွက်ပြေးတာမဖြစ်နိုင်ဘူးလို့ဆိုပါရယ်အချုပ်တဲကထွက်ပြေးနိုင်မှုမျက်လုံးတဲကငရုတ်သီးဘတ်တွေကိုဆေးထုတ်ရမှာဖြစ်တာကြောင့်ပဲလို့ပြောလာတဲ့အခါအစိုးရရှင်းတွေကထလာပြီးရဲတွေဆိုတာလူသက်သမားမှမဟုတ်တာဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးပြောပါလေ အဲ့ဒီအချိန်မှာပေရူမှာရောက်လာခဲ့ပြီးအမှန်တော့မာရူတီယာလက်ဝဲလက်စားတွေခိုးသွားတဲ့တရခန့်အစ်စ်ကိုတည်နေခဲ့ပြီးတော့ခိုးရပါပစ္စည်းဝယ်ယူသူတွေကလည်းသူတို့ကိုအမှုပတ်မှာစိုးရိမ်တာကြောင့်မာရူတီကိုငွေများစွာနဲ့လက်ထိုးပြီးတခြားသူတယောက်စီကိုအမှုလွှဲချစေခဲ့ပါကြောင်းကိုစုံစမ်းသိရှိခဲ့ပြီလို့ပြောလိုက်ပါတယ်ဒါပြင်ကိုဆစ်ဆေးအဖွဲတွေဟာရာဂျာရဲ့အလောင်းသားကဖနက်ချီယာတွေနဲ့ကားဘင်းယာတွေကိုတိုက်တာဆစ်ဆေးခဲ့ပြီးမာရူတီရဲ့ဖနက်ယာနဲ့ကားဘင်းတွေနဲ့ကွက်တီတူညီနေကြောင်းတွေ့ရတယ်လို့ပြောလိုက်ပါသေးတယ် ီတက်တဲ့တွေအားလုံးကရာဂျာကိုတတ်တဲ့သူဟာမာရူတီဖြစ်တယ်ဆိုတော့ကိုအတိအကျဖော်ထုတ်လိုက်နိုင်ပါတော့လေအဲဒီနောက်မှာတော့ချန်လူကတစ်ချိန်လုံးကအီယူလာမျိုးနယ်စုတွေဟာကျွမ်းကျင်တဲ့စစ်တီတော်တွေဖြစ်ခဲ့ကြပြီးအခုချိန်မှာတော့ကျွန်းလုံသားများပမာအဖိနှိတ်ခံရကြောင်းနဲ့အင်ဂျီယာမဲ့ဖြစ်ကြပြီးတော့လူတအူးအဖြစ်တောင်အတိမတ်ပြုမခံရကြောင်းဒါပေမဲ့ဘလောက်ပဲနွမ်းပါနေပေမဲ့ရှန်ဂါနီကတော့များပြားတဲ့ငွေကြေးပမာဏထက်ကိုအမှန်တရားနဲ့တရားမျှတမှုကိုသာရွေးချယ်ခဲ့ကြောင်း ပြီးတော့ရုံးတော်ကသူမရဲ့တရားမျှတမှုကိုချစ်မြတ်နိုးစိတ်ကိုအလေးထားဖို့မျှော်လင့်ကြောင်းပြည့်မှုကျူးလွန်သူကိုလည်းထိုက်တိုက်တန်တန်အရေးယူဖို့မျှော်လင့်ကြောင်းနဲ့နင်နာသူအတွက်လည်းရော်ကြီးပေးဖို့အတွက်ပါတပါးလေးရှောက်ထားလိုက်ပါလေအဲဒီနောက်မှာတော့တရားဝန်ကပြည့်မှုကျူးလွန်သူရဲစိုးတွေကိုထိုက်တန်တဲ့ပြစ်ဒဏ်အသီးသီးတွေချမှတ်ခဲ့ပြီးရှန်ဂါနီနဲ့ညီပြည့်သူအီရူတူပြည့်သူအာတီယာတို့ကိုရော်ကြီးတွေပေးဆောင်ဖို့အတွက်အမိန့်ချမှတ်လိုက်ပါလေ။ ဒါမဲ့ရှန်ဂါနီအတွက်မြို့လယ်မှာမြေကွက်တစ်ခုကိုပါပေးလိုက်ပြီးတရားမျှတမှုအတွက်တိုက်ပွဲဝင်ခဲ့တဲ့ချန်ဒူနဲ့ပေရူမာတို့ကိုလည်းရုံးတော်ကထုတ်ဖော်ကြီးကျူးသွားခဲ့ပါတယ်။ရုံးကိုတက်ရောက်လာခဲ့တဲ့ဥလာမျိုးနယ်စုအားလုံးကလည်းမျက်ရည်အဝဲသားနဲ့ချန်ဒူကိုလက်အုပ်ချီကကျေးဇူးတင်မဆုံးဖြစ်နေကြပြီးရှန်ဂါနီကအပြေမှာစောင့်နေခဲ့ကချန်ဒူကိုထွက်လာတာနဲ့နှစ်နှစ်ကာကာကျေးဇူးတင်စွာနဲ့လက်အုပ်ချီမိလိုက်ပါတယ်။လာပေါင်းများစွာကြာတဲ့အခါချန်ဒူကရှန်ဂါနီရဲ့တိုက်အိမ်တလေးဖွင့်ပွဲကိုဖဲချိုးဖြတ်ပေးခဲ့ပြီးအားလုံးရဲ့မျက်နှာပေါ်မှာလည်း တောက်ပတဲ့အပြုံးကိုစီနဲ့ရှိနေကြပါတော့တယ်။ဒီဇလန်းဟာ1993ခုနှစ်ကဖြစ်ရမှန်ကိုအခြေခံရိုက်ကူးထားပြီးတော့အီရူလာမျိုးနွယ်စုဝင်ဖြစ်တဲ့ရှန်ကာနီရဲ့ကိုရွေ့ဇလန်းလေးဖြစ်သလိုချန်ဒူဟာလည်းအဆိုပါမျိုးနွယ်စုရဲ့တရားမျှတမှုအတွက်အမှန်တကယ်ပဲတိုက်ပွဲဝင်ပေးခဲ့တာပဲဖြစ်ပါတယ်။ဇုံနီအားပေးခဲ့တဲ့ပရိသတ်ရောက်စီတိုင်းကိုဂျေဇူးတူပဲတင်ရှိပါကြောင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးနွယ်ကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။